နေစင်မနဲ့ဒေသနာအစစ်စင်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပန်ပြန်လဲကျူဆူနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနဲ့အားလုံးနဲ့အတူကခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝစေပါဆိုတဲ့ခေါင်းစဉ်နဲ့ဝေငှခွန်အားပေးချင်တာဖြစ်ပါတယ်အခြေပြုခြင်းတကြံဖတ်ရအောင်အေဖတ်ဩဝါဒစာအခန်းကြီး9အငယ်18အေဖတ်ဩဝါဒစာအခန်းကြီး9အငယ်18 လွန်ကျူးစီတတ်တော်စပြည့်ရည်နဲ့ရစ်မူချင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလော။တန်ရှင်တော်ဝိညာဉ်တော်ကိုပြောတာဒီမှာပြောတဲ့ဝိညာဉ်တော်ဆိုတာကျွန်တော်တို့ကိုးွယ်တဲ့ဖရာသခင်က၃ပါးတဆူဖရာသခင်ဖြစ်တယ်နော်။ခမီးတော်ဖရာ၊တားတော်ဖရာ၊တန်ရှင်တော်ဝိညာဉ်တော်ဖရာ။တချို့ကတန်ရှင်တော်ဝိညာဉ်တော်ကိုဖရာလို့မခံယူရတဲ့အဖွဲ့အစည်းတွေတယ်နော်။ တန်ရှင်သောဝိညာဉ်တော်ကိုဖျားလို့မခံယူရတာအယူလွဲပဲကျွန်တော်ပြောမယ်တန်ရှင်သောဝိညာဉ်တော်ဒီ၃ပါးတဆူသေးကဖျားသခင်တပါးဖြစ်တယ်ဆိုတာမမေ့ပါနဲ့ခမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်၃ပါးတဆူတလုံးတဝတေတော်ဖျားဖြစ်တယ်အာမင်အော်ယုံကြည်သူတွေရဲ့အတ္တထဲမှာတန်ရှင်သောဝိညာဉ်တော်ပြေဝနေဖို့လိုတယ်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာကျွန်တော်တို့တန်ရှင်သောဝိညာဉ်တော်ရပြီးပြီโอเคကျွန်တော်တို့တန်ရှင်သောဝိညာဉ်တော်ရပြီးပြီ ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ရပေမဲ့လေကျွန်တော်တက်တာထဲမှာအာနေမှုတွေဖြစ်နေတဲ့အခါမှာမပြေဝဘူးဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ပြေဝဖို့အင်မတန်အရေးကြီးတယ်တန်ရှင်တော်ဝိညာဉ်တော်ပြေဝရဲဆိုတာဘာကိုပြောရလဲဒီကနေ့မနေ့နည်းနည်းလေးရှင်းပြမယ်အဖက်ခန်းကြီးငါငယ်၁၈မှာလွန်ကျူးစီတတ်တော်စပြည့်ရည်နဲ့ရစ်မိုးချင်းကိုရှောင်ပါတဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဆုံးလျက်နေကြပါတဲ့ကိစ္စရဲ့နှစ်ခုကို တော်တော်လေး opposite စန့်ကျင်ဘက်ဖြစ်တဲ့ကိစ္စရဲ့နှစ်ခုကိုနိုင်ရှင်ဖော်ပြထားတယ်။တစ်ခုကအယက်မူခြင်းတစ်ခုကကြတော့တန်ရှင်တော်ဝိညာဉ်တော်ပြည့်စုံခြင်းချစ်တော်ညီကိုမောင်တော်တို့ဒါလုံးဝမတူဘူးနော်မတူတာကိုတချို့ကတန်ရှင်တော်ဝိညာဉ်တော်ပြည့်ဝတယ်ဆိုမှအယက်မူတယ်လို့ဖြစ်နေတာတတိထားတတိထားကျွန်တော်ပြောမယ်တန်ရှင်တော်ဝိညာဉ်တော်ပြည့်ဝတယ်ပြည့်စုံတယ်ဆိုတာအယက်မူတဲ့အတိုင်းမဖြစ်ဖြစ်မနေဘူးနော်ဖြစ်မနေဘူးနော် တန်ရှင်တော်ဝိညာဉ်တော်ပြီးွားတယ်ဆိုတာရှင်းရှင်းလင်းလင်းသိနေတာကိုကိုကိုမတိပဲနဲ့မဖြစ်သွားဘူးအတိစိတ်ကွယ်ပြောက်ပြီးမှဘာပြောနေမှမသိဘာလုပ်နေမှမသိဘူးခဏနေမှအတိစိတ်ဝင်လာမှငါခုနဘာဖြစ်သွားလဲအဲ့လိုမျိုးမဟုတ်ဘူးနော်နဲ့ဝင်ပူးတလို့လို့ဘာအကောင်ဝင်ပူးတလို့လို့လုံးဝလုံးဝမဟုတ်ဘူးနော်တန်ရှင်တော်ဝိညာဉ်တော်ပြီးွားတယ်ဆိုတာကိုကိုကိုရှင်းရှင်းလင်းလင်းသိလာတာ ငါဟာအပြစ်သားပါလားဆိုတာရှင်းရှင်းလင်းလင်းသိလာပြီးမှတန်ရှင်တော်ဝိညာဉ်တော်နေရာပေးတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့အတီးအပွင့်တွေပွင့်လာတာဒါကြောင့်တေရီတေရက်ကိုရှောင်ကျင်ပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဖို့အင်မတန်အရေးကြီးကြောင်းကျမ်းစာကဖော်ပြတာတတိထာနော်ယုံကြည်သူတွေတေရီတေရက်မူးချင်းကိုရှောင်ပါတဲ့အဲ့လိုပြောလိုက်လို့ကျမ်းစာထဲမှာဟိုအရက်လုံးဝမတောက်ရဘူးလို့ဖော်ပြတာတော့မရှိဘူးနော်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ အသင်းတော်အမှုတော်ဆောင်တွေခွန်အားပေးခြင်းနဲ့အရက်ဆိုတာကိုတော့သွားမထိတာအကောင်းဆုံးပဲနော်အရက်ကိုသွားထိမိလိုက်လို့တောက်မိလိုက်လို့မိုးလိုက်အိမ်ထောင်ကွဲနော်လင်မယားကွဲအသင်းတော်ကွဲဩဝိညာဉ်ကြီးရကိုယ့်ရဲ့ဝိညာဉ်ကြီးရပါဖရိုဖလဲဖြစ်အကုန်လုံးငါးပါးမောက်အကုန်လုံးလံကုန်မှာအကုန်လုံးကွဲကုန်မှာအကုန်လုံးမောက်ကုန်မှာဒါကြောင့်တေရေတေရက်ကိုလုံးဝသွားမထိနဲ့စဉ်းစားကြည့်ပါလားအရက်ကိုဘမလို့တေရေတေရက်လို့ခေါ်တာလေတေမာနော်တေမာ ဒါကြောင့်တွားပြီးတော့မထိနဲ့အရက်ကိုအရက်ကြိုက်တတ်တဲ့အမှုတော်ဆောင်တွေရှိလားအရက်ကြိုက်တတ်တဲ့ယုံကြည်သူတွေရှိလားတတိထားတော့အဲ့ဒီအရက်ကပဲသူ့ကိုတင့်ကိုဝါစားသွားမှာဝါမြူသွားမှာဒါကြောင့်အရက်မူးချင်းကိုအထူးတလဲချောင်းပါအရက်မူးချင်းကဘယ်ကနေလာလဲအရက်တောက်ချင်းကနေလာတာဒါကြောင့်အရက်တောက်ချင်းကိုတတိထားတတိထားရှောင်းတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေးဝါပါတန်ရှင်တော်ဝိညာဉ်တော်ပြေးဝါတယ်ဆိုတာဘာကိုပြောလဲ ကျွန်တော်ကျမ်းချက်တစ်ချက်ဖတ်ပြမယ်ဂလာတိဩဝါဒစာခန်းကြီး9အငယ်22ကနေ23ဝိညာဉ်ပဂတိဤအကျိုးဟူမူကချစ်ချင်းဝမ်းမြောက်ချင်းငြိမ်သက်ချင်းစိတ်ရှိချင်းဂျေဇူးပြုချင်းကောင်းမြတ်ချင်းတစ္ဆာဆောင်ချင်းနူးညံ့သိမ်မွေ့ချင်းကာမဂုံချုပ်တီးချင်းပေတည်မူရင်းဂရိကျမ်းမှာဆိုရင်ရှင်းရှင်းလင်းလင်းရေးတယ် တန်ရှင်သောဝိညာဉ်တော်ပြေးဝနေတဲ့လူတယောက်မှဘာတွေပေါ်လာမလဲဆိုဒါတွေပေါ်လာမယ်အဲ့လိုရေးတာနော်ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့အထဲမှာရှိပြီးတော့မှတန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့သူ့ကိုနေရာပေးပြီးတော့မှအသက်ရှင်တဲ့အခါမှာဘာတွေဖြစ်လာမလဲဘာတွေဖြစ်လာမလဲသင်မသိတဲ့စကားတွေပြောထွက်လာမှာမဟုတ်နော်။အော်မူးမူးယူးယူးအရက်မူးတလို့ဟူလူဟိုမှာလူးလိမ့်ဒီမှာလူးလိမ့်လည်းဖြစ်မှာမဟုတ်ဘူး။တန်ရှင်သောဝိညာဉ်တော်တင့်အထဲမှာပြေးဝလာတဲ့အခါမှာသင်ဘာဖြစ်လာမလဲ။တမချန်းစာအရာ ချစ်တက်လာမယ်ချစ်စရာမကောင်းတဲ့သူကိုလည်းချစ်တက်လာမယ်အမုန်းတရားမရှိတော့ဘူးတန်ရှင်တော်ဝိညာဉ်တော်ပြေဝလာတဲ့အခါမှာနော်ဝမ်းမြောက်လာမယ်နော်ငိုယိုငိုယိုဝမ်းနေမှုတွေကနေဝမ်းမြောက်လာမယ်ငြိမ်သက်ခြင်းရလာမယ်ဟိုမှာဒုံဒုံတိုင်းတိုင်းဒီမှာဘုံပေါက်ကွဲစစ်တိုက်နေပေမဲ့လည်းစစ်မဲ့ဘေးဒဏ်ထဲမှာရောက်နေပေမဲ့လည်းငြိမ်သက်ခြင်းရနိုင်မယ်နှလုံးသားထဲမှာဖယားသခင်အတူပါရှိခြင်းကိုခံစားရမယ်ဟာလေလုယာနောက်ပြီးတော့မှပါရှိမလဲစိတ်ရှိတက်လာမယ် သူများကိုဘလောက်ပဲပြောပြောကိုကတီးခံတက်လာတယ်စိတ်ရှည်တက်လာတယ်နော်ဂျေဇူးပြုတ်တက်လာတယ်ဖခင်တခင်ရဲ့ဂျေဇူးတော်ချီးမွမ်းတက်လာတယ်လူတွေဂျေဇူးရှိတဲ့လူတွေကိုလည်းဂျေဇူးဂျေဇူးတုံ့ပြန်တက်လာတယ်ဂျေဇူးတင်ပါတယ်လို့ပြောတက်လာတယ်နော်ကောင်းမြတ်ခြင်းလူတွေအပေါ်မှာကောင်းမြတ်တက်လာတယ်တစ္ဆာဆောင်တယ်ဖခင်ဖခင်အပေါ်မှာတစ္ဆာဆောင်တည်လာတယ်နောက်ပြီးတော့မှနူးညံ့တိမ်မွေ့တက်လာတယ်ကာမဂုဏ်ချုပ်တီးတက်လာတယ်ကာမဂုံချုပ်တီးတယ်ဆိုတော့ကိုလိုချင်တတ်မှတ်တဲ့စိတ်ကိုချုပ်တီးတာအဲ့လိုချုပ်တီးတက်လာတယ်တဲ့ ျွန်တော်ပြောမယ်ညီကိုမောင်မတို့ဒါကတမချန်းစာတွေကပေါ်ပြထားတဲ့အရာတွေနော်တန်ရှင်တော်ဝိညာဉ်တော်တင့်အထဲမှာပြေဝလာတဲ့ခါမှာသင်ကတန်ရှင်တော်ဝိညာဉ်တော်ကိုနေရာပေးတဲ့ခါမှာအဲ့ဒီအရာတွေဖြစ်လာမယ်တဲ့အဲ့ဒီအရာတွေဖြစ်လာမယ်တခါတလေကျွန်တော်တို့တအားမုံတဲ့သူတယောက်ကိုချစ်ဖို့ရန်အတွက်ကျွန်တော်တို့စိတ်ထဲမှာတူတီခံရရင်အဲ့ဒါတန်ရှင်တော်ဝိညာဉ်တော်အလုံးလုံးနေတာပဲသင်ကိုပြေဝလာနေတာပဲဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ရဲ့တူတီချင်းကိုမပယ်ရှားလိုက်နဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့ပေါ်ပြမှုအတိုင်းသွားပါ ကျွန်တော်အထဲမှာတခါတလေအလိုလိုနေနဲ့ဝမ်းမြောက်လာတယ်ငြိမ်သက်ခြင်းရလာတယ်နော်အလိုလိုနေနဲ့စဉ်းစားလေးလေးဝမ်းမြောက်လေးလေးဖယားတခင်ရဲ့ကောင်းမြတ်ခြင်းကိုစဉ်းစားလေးလေးဝမ်းမြောက်လေးလေးကြီးစွာတော့ချီးမွမ်းလေးလေးဝမ်းမြောက်လေးလေးဖြစ်နေတယ်အဲ့ဒါပါလေတန်ရှင်တော်ဝိညာဉ်တော်ပြေကွာနေတာတင့်တက်တာထဲမှာဟာလေလုယာနောက်ပြီးတော့တင့်တက်တာထဲမှာစိတ်ရှိတက်လာတယ်တီးခံတက်လာတယ်နော်သူများကိုကြီးစုပြုတက်လာတယ်သူများကိုကောင်းတက်လာတယ်ကိုယ်ပေါ်မှာမကောင်းတဲ့သူတွေကိုလည်းကိုကကောင်းတက်လာတယ် ခွင်လွတ်တက်လာတဲ့အမုံတရားတွေမရှိတော့အဲ့ဒါတန်ရှင်တော်ဝိညာဉ်တော်ရဲ့အလုတ်လို့တာတင်းဟာတင်းစူးစမ်းမယ်ဆိုရင်ဘယ်ဖြစ်နိုင်မလဲဟုတ်တယ်နော်တန်ရှင်တော်ဝိညာဉ်တော်ရောက်လာတဲ့အခါမှာကျွန်တော်ကတန်ရှင်တော်ဝိညာဉ်တော်နေရာပေးတဲ့အတွက်ကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်အထဲမှာပြေးဝလာတဲ့အခါမှာခွင်လွတ်တက်လာတဲ့ချစ်တက်လာတဲ့အမုံတရားတွေမရှိတော့ဘူးသူများပုံမှာကောင်းတက်လာတယ်နူးညံ့တိမ်မွေ့လာတယ်ကိုယ့်ရဲ့လူချင်းတမတ်စိတ်ကိုချုပ်တီးတက်လာတယ်ကာမဂုဏ်ချုပ်တီးခြင်းအဲ့ဒါတွေဖြစ်လာတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ပြေးဝနေတာပဲ အဲ့ဒါကြောင့်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုနေရာပေးတတ်ဖို့လိုတယ်တန်ရှင်တော်ဝိညာဉ်တော်တူထီးတဲ့အတိုင်းအလုံးလို့ဖို့လိုတယ်တန်ရှင်တော်ဝိညာဉ်တော်ဒီတင့်ကို ဖေးမမစနေတဲ့တင့်ရဲ့ဖရာသခင်ဖြစ်တယ်ဟာလေလုယာနားလေပါစေနော်တန်ရှင်တော်ဝိညာဉ်တော်လက်တွေ့တင့်ကိုနားလေနိုင်တဲ့ခွန်အားပေးပါစေဒါကြောင့်ဒီလိုခဲရင်ဆိုးရုပ်လာတဲ့ကာလမှာတန်ရှင်တော်ဝိညာဉ်တော် ਨੇ ပြေးဝါဖို့အင်မတန်အရေးကြီးတယ်နော် တချို့ attentional ဝင်းညော်ပြဝါဖို့လို့ပြောလိုက်တဲ့ခါမှာတအားကြောက်ကြတယ်အထူးသဖြင့်ကျွန်တော်နှစ်ချင်းလူမျိုးတွေကျွန်တော်ကိုယ်တိုင်လည်းနှစ်ချင်းအတင်းတော့အတင်းအုပ်ဆရာပဲနော်နှစ်ချင်းတွေကတချို့နှစ်ချင်းတွေကဘာကိုကြောက်နေမှမသိဘူး attentional ဝင်းညော်ဆိုတအားကြောက်ကြတယ် hallelujah amen တော့မပြောရဘူးချစ်တော်ညီကိုမောင်တို့ hallelujah amen ပြောတာမားဆရာလား hallelujah amen ကတမချင်းစာထဲမှာရှိတယ်လေအဲ့ဒီအတိုင်းပြောတာမမားဘူးမလွန်ကဲမိဖို့တော့လိုလိုတာပေါ့နော် ဟာလေလုယာ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 ဆက်တိုက်ဆိုပြောဖို့တော့မလိုတော့နောက်ပြီးတော့အာမင်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 ဆိုမှဆက်တိုက်ပြောဖို့တော့မလိုကျမ်းစာထဲမှာအဲ့လိုဆက်တိုက်ပြောဖို့လည်းမတွန်တင်ဘူးဒါပေမဲ့ဟာလေလုယာအာမင်သူ့နေရာနဲ့သူပြောလို့ရတယ်မမားဘူးလို့ကျွန်တော်ဖော်ပြခြင်းတယ်ဒီတိုင်းပဲတန်ရှင်တော်ဝိညာဉ်တော်ပြောလိုက်တာနဲ့ဟိုကြောက်နေတာတွေဘာတွေဘာလို့ကြောက်နေရလဲတန်ရှင်တော်ဝိညာဉ်တော်ဖရာသခင်လေအာမင်တန်ရှင်တော်ဝိညာဉ်တော်ဖရာတာ၍ဘုံကြီးပါစေအာမင်တန်ရှင်တော်ဝိညာဉ်တော်ဖရာဆိုတာတင့်ကိုကူညီမဆဖိမနေတဲ့ဖရာသခင်လေ တင်တခင်ရှိခတော်မိမိကတင်ပိုင်ရှင်ဖြစ်ယုံကြည်လိုက်တဲ့ခါမှာစယံအဖြစ်ရရှိထားတဲ့ဝိညာဉ်တော်လေဘယ်တော့မှတင့်ထဲတဲ့ဒီမထွက်သွားတော့ဘူးတင်နေရပေးဖို့ပဲလိုတယ်တင်းနဲ့အတူတူရှိတယ်အတူရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုတင်နားလေသဘောပေါက်မှသူ့ရဲ့တူထီမှုသူ့ရဲ့လမ်းပြမှုအတိုင်းဆက်လက်အသက်ရှင်တွားလာဖို့ပဲလိုတယ်ဒါမှဒါလေးစစ်မှန်တဲ့ခရိယန်တတဆိုတာဖြစ်လာမယ်နားလေပါစေနော်တန်ရှင်တော်ဝိညာဉ်တော်လင်ပေးပါစေသူတို့ကဆုတောင်းကြအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနေ့မှလည်း တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝပါဆိုတဲ့ခေါင်းစဉ်လေးအဖြစ်တန်ရှင်တော်ဝိညာဉ်တော်ဖျားကိုယ်တိုင်ကျွန်တော်တို့ခွန်အားပေးသွားတယ်နှုတ်ကပတ်တော်အဖြစ်ဂျေဇုတင်နေကိုတော့အသက်တာထဲမှာကျွန်တော်တို့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝလေအကောင်းဆုံးခရစ်အသက်တာအဖြစ်ပုံသက်တည်အဖြစ်အလင်းအလင်းတစ်ဖွဲစားတစ်ဖွဲအသက်ရှင်နိုင်ဖို့ရန်ကိုတော့ဆက်လက်မဆပါမိကြောင်းဂျေဇုတော်ချီးမွမ်းလေဆုတောင်းတဲ့အခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းပါသည်ဖဖေယာအာမင်တယောက်ချင်းစီတိုင်းပေါ်ဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့